လင်ကိစားမရှိပဲတင်ချရတဲ့သူနဲ့အတူရှိနေအောင်မလားလိန်ဟော်မုန်းတွေကိုပေးဖယ်ထားပြီးတော့ပိုင်ဆိုင်လိုစိတ်ကိုဆွတ်နှုတ်လိုက်တဲ့အခါမှာတော့လင်ကိစားထက်ပုံမမြင့်မာတဲ့စိတ်ဝိညာဉ်ချင်းထပ်တူကြမှုကိုတင်ရရှိပါလိမ့်မယ်ဒါကတော့ပလေတိုချစ်ချင်းမြတ်တာဖီလ်တိုနစ်လော့ဖ်လို့လည်းခေါ်ပါတယ် လူများစုကဒါကိုလိမ်မပါတဲ့အချက်လို့မှရင်းစွာယူဆကြပါတယ်။ဒါပေမဲ့ဖလီတိုက ခနာကိုရဲ့ဆက်ဆောင်မှုကိုဘယ်တော့မှမငင်းဆိုခဲ့ပါဘူး။သူပြောချင်တာကချစ်ချင်းမြတ်တာကိုရှာဖွေရမှာထိတွေ့မှုနဲ့တတ်မှတ်မှုမှာပဲရက်တက်မနေတင်မဲ့စိတ်ဝိညာဉ်ချင်းအစားထိုးမရနိုင်တဲ့ထပ်တူကြမှုတစ်ခုဖြစ်ပေါ်လာစေတဲ့လို့ဆိုလိုတာပါ။ ဒီချစ်ချစ်မြတ်တာဟာတစုံတဦးရဲ့မျက်လုံးနဲ့မျက်ခုံအလားကိုသဘောကျနစ်သက်ရာကနေစတင်ပြီးသူတို့ရဲ့အတွေ့အမြင်တွေကိုနားလည်သဘောပေါက်ခြင်းစီကနေတဖြည်းဖြည်းချင်းဥတည်သွားတာဖြစ်ပါတယ်။နောက်ဆုံးမှာနှစ်ယောက်သားပူပေါင်းမိတယောက်နဲ့တယောက်တတ်ဆိုင်တဲ့တမိုးထောင်းမှုတွေနဲ့ယုံကြည်မှုတွေကိုဖန်တီးတိဆောက်လာကြပါတယ်။ဒါဟာခန္ဓာကိုယ်ကိုကျော်လွန်တဲ့စိတ်ပိုင်းဆိုင်ရာအထွတ်အထိပ်ကိုရောက်ရှိခြင်းဖြစ်ပါတယ်။ပွေဖက်တာထက်ပိုမိုခိုင်မြဲတဲ့ နန်းရှုပ်တာထပ်ပုံမကြရှည်တဲ့ဆက်သွယ်မှုတစ်ခုဖြစ်ပါတယ်ပလေထိုကဒီလိုအစစ်စစ်တုံ့ပြန်လာတဲ့စိတ်ခံစားချက်ကို ဝိညာဉ်ရဲ့နတ်နေမှုလို့ခေါ်ဆိုခဲ့ပါတယ်။ဒီအခြေခံသဘောတရားမှာအဆင့်30နဲ့ခွဲခြားထားပါတယ်။နံပါတ်1အခြေခံအာသာဆနာကိုဖယ်ရှားခြင်းချစ်ခြင်းမေတ္တာတွေကိုခန္ဓာကိုယ်ရဲ့တောင်းဆိုမှုနဲ့ဖြည့်ဆည်ဖို့အတွက်ခဏတာမိဘတစ်ခုဖြစ်တာမဖြစ်စေဘဲပေါင်ခတ်ထားလိုက်ခြင်း2အကျိုးမြတ်အတွက်ချက်မှုတွေကိုဖယ်ရှားခြင်းချက်ချင်းမြတ်တာကိုငွေချင်းနဲ့ဂုံအဆင့်တန်းတွေနဲ့ချီနှောင်ထားခြင်းမှကင်းဝေးစေခြင်း၃ပိုင်ဆိုင်လူစိတ်ကိုဖယ်ရှားခြင်း တယောက်ကိုတယောက်ပိုင်ဆိုင်လိုရာကနေတယောက်နဲ့တယောက်အောင်မြင်စေဖို့အားပေးခြင်းစီတို့ပြောင်းလဲလိုက်ခြင်းဒါတွေကနတ်နေတယ်လို့ထင်ရပေမဲ့တမိုင်းရဲ့ရှည်လျားတဲ့မြစ်တလျှောက်မှာအထောက်ထားတွေရှိခဲ့ပြီးသားဖြစ်ပါတယ်ခနာကိုချင်းနိကမှုကလူနုဦးကိုတကယ်တမ်းထတ်တူကြစေမှာမဟုတ်ဘူးဆိုတာကိုတင်တွေ့ရပါလိမ့်မယ်ဒါပေမဲ့စိတ်ဝိညာဉ်ချင်းဆက်သွယ်မိတဲ့အခါမှာတော့ကဘာကြီးချားနေတဲ့နောက်မှာတယောက်ကိုတယောက်အလင်းပေးနိုင်ခဲ့ကြပါတယ် အကယ်၍သင်ကဖလေတိုချစ်ချင်းမြတ်တာကဘာလဲလို့ကျမကိုမေးမယ်ဆိုရင်တော့အခြားလူတွေကသင်ရဲ့နှုတ်ပြတဲ့ရုပ်ရည်ကိုချစ်ကြပေမဲ့ကျမကတော့ဆိုးရတဲ့ဘဝအတွေ့အကြုံနဲ့ကြုံမိရင်တော့မှတောက်ပနေတဲ့သင်ရဲ့မျက်လုံးကိုပဲချစ်ပါတယ်လို့ဖြေပါမယ်။အခြားသူတွေကသင်ကို သူတို့ပိုင်ဆိုင်ဖို့ကြိုးစားကြပေမဲ့ကျမကတော့သင်ဟာလွတ်လပ်ဆုံးလူဖြစ်နေတာကိုပဲမြင်ချင်တယ်လို့ဖြေပါမယ်။ဒါဟာဆန္ဒမရှိတဲ့ချစ်ချင်းမြတ်တာမဟုတ်ပါဘူး။ ဒါဟာရုပ်ပိုင်းဆိုင်ရာအကွာအဝေးကနေတဆင့်ပုံမကျွဲဝတဲ့စိတ်ဝိညာဉ်ကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။ဒီလိုချက်ပြောလာတဲ့စကြဝဠာတွေကကျွန်ုပ်တို့ရဲ့ဝိညာဉ်ထဲမှာလည်းဘယ်တော့မှမငြိမ်းနိုင်တဲ့ထပ်တူကြမှုပန်းပွင့်လေးတပွင်းကိုစိုက်ပျိုးပေးစေချင်ပါတယ်။အားလုံးပဲချစ်တဲ့လူနဲ့ပေါင်းစည်းနိုင်ကြပါစေရှင်။